ဟုတ်မင်္ဂလာပါမျိုးတို့ရေကျွန်တော်ရဲ့ Not Tiger Channel နဲ့ဖပြန်ရေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအစီအမြဲအားပေးတဲ့အတွက်ကြောင့်လည်းအရောက်စတဲ့ကိုအထူးကျူးတင်တယ်လို့လည်းရှေ့ဦးဆိုပြီးပြောပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်မယ့်သတင်းရတော့ကိုနောက်ငယ်ကိုစီရဲ့ reaction တွေဖြစ်တယ်အတူတူကနားဆင်ရအောင်ဒါကတော့လာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ်အချမ်းဖတ်စစ်တပ်ရဲ့အတူအောင်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ချက်ဖို့ပါတီအမတ်လောင်းနာမည်တွေကို ါတီတဲမှာတော့အတိမပေးပဲအထူးအရေးကြီးကိစ္စအဖြစ်လျှော့ဝှက်ထားတယ်ဆိုပါလေအမျိုးသားညီအစိုးရ UNG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင်ဘရင်မျိုးသားအစည်းအရုံး KNU လို့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကပါစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားတဲ့အတွက်ကြံ့ဖို့ပါတီကသူတို့ပါတီရဲ့ရွေးကောက်ပွဲရှင်ပြိုင်မဲ့အမတ်လောင်းတွေလောက်ကျန်တက်ခိုက်မှုခံရမှာကိုစိုးရင်ပြီးအမိစရင်တွေကိုမပေါက်ကြအောင်ပါတီတဲမှာတော့အတိမပေးပဲလျှော့ဝှက်ထားတာဖြစ်တယ်လို့ ကျက်ဖို့ပါတီတရင်ရင်းမြစ်ကရငုံခစ်တစ်ကိုပြောထားပါတယ်တကယ်လို့ရွေးကောက်ပွဲမစခင်အဲ့ဒီဝင်ပြိုင်မဲ့ကျက်ဖို့ပါတီအမတ်လောင်းနမဲစင်းတွေထွက်သွားရင်လောက်ကျန်တက်ဖြတ်ခံရမှာကိုကျက်ဖို့ပါတီကတတော်ကိုစိုးရင်နေပြီအဲ့ဒီနမဲစင်းတွေကိုတော့ရွေးကောက်ပွဲတကယ်စပြီးအဲ့ဒီလွတ်တော်အမတ်တွေရဲ့လုံခြုံရေးလဲတေချာပြင်ပြီးမှသာအတိပေးမဲ့သဘောပဲလို့ကျက်ဖို့ပါတီတရင်ရင်းမြစ်ကစပြောထားပါတယ်လက်တလုံးမှာတော့စစ်တလောင်းခန့်ရွေးကောက်ပွဲကော်မရှင်ကတို့လုံးမဲ့ရွေးကောက်ပွဲအတုအတွက် ကြံဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီတွေတင်ပြထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုခက်တီတီနဲ့စီစစ်တာတွေလုံနေပြန်တယ်လို့ကြံဖို့ပါတီကတော့အမတ်လောက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မယ်လို့သိရပေမဲ့မဲဆန္ဒနဲ့အပြည့်ရှင်ပြိုင်နိုင်မှုမရှိပဲတချို့မဲဆန္ဒနယ်တွေဟာစရင်သာရှိပြီးလုံခြုံရေးအခြေအနေရလက်လွတ်ထားရတာတွေလည်းရှိတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ရှောင်းမြလိုင်းတရအရှိပိုင်းနှစ်ရက်ကွက်ရဲ့အုတ်ချုပ်ရေးမှုစမ်းမြင့်ဆိုသူက လူငယ်အလုပ်သမားတွေနေတဲ့စက်ရုံတွေအဆောင်တွေနဲ့နေအိမ်တွေစီကနေလာစင်ငွေချက်9သိန်းစီအစင်းကြီးအဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်တွေကိုစစ်မှုထမ်းမဲ့လူငယ်တွေပါလာစင်ရှာခိုင်းနေတယ်လို့အဲ့ဒီရက်ကမှနေတဲ့ပြည်သူတွေကရေကုန်ခစ်တိကိုပြောပါတယ်အဲ့ဒီရေကုန်မြို့ကမြောက်ကလပမြို့နယ်မှာစစ်မှုထမ်းလူသစ်စုတာတွေနဲ့ရွေးကောက်ပွဲကိစ္စတွေလုပ်နေတဲ့ရွှေဘက်ကမြို့တဲ့22ရက်ကအုတ်ချုပ်ရေမှုရုံကိုမြို့ပြတော်လန်ရေးရဲဘော်တွေကမိုင်းအပြင်လက်ပစ်ဘုံးနဲ့ပါပောက်ခွဲတက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါမှာတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်းအာဆအဖွဲ့တပ်ဖြတ်ခဲ့တဲ့ရက်သားရုပ်အလောင်း6လောင်းကိုတွေ့ရှိထားတယ်လို့အရခတ်တတော် AA ကထုတ်ပြန်ထားပါတယ်ဒါကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အထက်အင်း6ခြေရွာရဲ့အနောက်မြောက်ဘက်ကကပြောတော့အုတ်ထဲမှာအာဆအဖွဲ့တပ်ဖြတ်ခဲ့တဲ့ရက်သားပြည်သူရုပ်အလောင်း6လောင်းကိုတွေ့ရှိထားတဲ့အကြောင်းအရခတ်တော် AA ကဒီကနေ့အော်တိုဘာလ1ရက်နေ့မှာပဲထုတ်ပြန်လာတာပါဖြစ်စဉ်ကတော့ မောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်အမှတ်59.59ကျား0.601ဂုံးမှာစတင်ပါလာအတွင်းအာစာတပ်ဖွဲ့ဝင်တွေနဲ့အရခတတော်အီအီကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ထွက်ပြေးသွားတဲ့အာစာဖွဲ့ဟာလမ်းလျှောက်ကရတပီသူတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးတပ်ဖြတ်ပြီးတော့လူအယောက်ပေါက်နေတဲ့နေရာမှာရုပ်အလောင်းတွေကိုစွန့်ပစ်သွားခဲ့ကြတာဖြစ်တယ်လို့အေအေရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။လက်ရှိမှာတော့အဲ့ဒီအာစာအဖွဲ့တပ်ဖြတ်သွားတဲ့ရတရုပ်အလောင်း6လောင်းဟာ တမန်သားကြေးရွာနဲ့ဒုံညိုကြေးရွာတွေကတောက်ဆုံးနေတဲ့ပြည်သူတွေကရုပ်လောင်း၆လောင်းဖြစ်တယ်လို့လည်းအေးအေးကခံမှန်းထားပါတယ်။လက်ရှိမှာတော့ရုပ်လောင်းတွေဟာမြေသူမြေဝါဖြစ်တယ်ဆိုတာကိုအတိပြုတ်နိုင်မှုအတွက်အေးအေးရဲ့မှုကင်းစေးပညာဝန်ထမ်းတွေနဲ့အတူလူပြောက်တိုင်ထားတဲ့မိသားစုတွေပါပူးပေါင်းပြီးအလောင်းတွေကိုစစ်ဆေးနေပါတယ်လို့အေးအေးကထုတ်ပြန်ထားပါသေးတယ်။လက်ရှိမှာတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာအာစာ ISO ဖွဲ့တွေဟာရခိုင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုချိန်ချောက်နေတာဖြစ်တဲ့အတွက် အရခတတော် EE ကတော့ပြက်ပြက်သားသားတုတ်တင်ချင်းမှုန့်တော့မှဖြစ်တယ်လို့အဲ့ဒီနေဆက်တလျှောက်မှနေတဲ့ပြည်သူတွေအနေနဲ့လည်းတတိပြုနေထိုင်ကြဖို့အပြင်တခုခုအရေးကြီးအကြောင်းအရာရှိရင် EE ရဲ့အုတ်ချုပ်ရင်းနဲ့လုံခြုံရေးအဖွဲ့တွေကိုတည်င်းပေးဖို့ပြီးမှတွာလာပေးကြဖို့ကိုလည်းအတိပေးကျင်ပါတယ်လို့အရခတတော် EE ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကပေါ့မြို့နယ်နဲ့ထီလင်းမြို့နယ်တွေမှာအကြက်ဖက်စစ်တပ်ကအရသာပြည်သူ၉ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတဲ့အပြင် ပြည်သူပိုင်းပစ္စည်းတွေကိုလည်းလူရဲ့ခိုးယူတည်သွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ပေါ့မြို့နယ်မှာဆိုရင်စက်တင်ဘာလ20ရက်နေ့ကပဲယာကြီးပြင်ကြေးရွာမှာရှိတဲ့အချက်ဖက်စစ်တပ်နဲ့ပြူစော့ထီတွေပါတဲ့စစ်ကြောင်းဟာစုံစိတ်ကုန်းကြေးရွာကိုဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ထွက်ပြေးလို့မလွတ်တဲ့ပြည်သူ9ဦးကိုအချက်ဖက်စစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးတွားရုံနဲ့မကား ဂျီယော်တဲ့ကနေအိမ်တွေမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်မှွေနောက်လူရက်သက်ယူပြီးယာကြီးပြင်ဂျီယော်တဲ့ကိုပြန်ဝင်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလားတူထီလင်းမြို့နယ်မှာလည်းစက်တင်ဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြားခဲ့ဂျီယော်ကိုအချက်ဖတ်စစ်တပ်ရဲ့စစ်ကြောင်းကဝင်ရောက်လာပြီးပြည်သူ၄ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတဲ့အပြင်အဲဒီမှာလည်းပြည်သူပိုင်ပစ္စည်းတွေကိုပါစိတ်ကြိုက်ခိုးယူလူရက်ပြီးတည်သွားကြပြန်တယ်လို့ဆိုပါတယ်။လက်ရှိမကွေးတိုင်းပါအချက်ဖတ်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန် တော်လိုင်းဤတက်တွေနဲ့ထိတ်တိတ်မတွေ့တဲ့အခါမျိုးတွေဆိုရသားပြည်သူတွေနေတဲ့ကြေးရွာတွေတဲဝင်ပြီးအခုလိုပဲပြည်သူတွေကိုဖမ်းဆီးတာတွေပစ္စည်းတွေကိုခိုးယူတဲဆောင်သွားတာတွေလုပ်နေတာဖြစ်တယ်လို့လေဒေတာတွင်းသတင်းအရှင်းမြစ်ကပြောထားပါတဖက်မှာတော့စကိုင်းတိုင်းကဒဇင်နဲ့ရေဦးမြို့နဲ့အဆက်ကိုအချက်ဖတ်စစ်တပ်ကလေနဲ့ပုံချပြီးမြေပြင်စစ်ကြောင်းကတနယ်ကြေးရွာကိုမိရှုဖျက်ဆီးနေတယ်လို့ဒေတာကန်ပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတဖက်မှာတော့ ။နေပြည်တော်လေဝင်းမြို့နယ်မှာမူတီထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုဖြစ်ပြီးပြည်သူတို့ချို့ကိုအရေးပေါ်ရွှေပြောင်းပေးခဲ့ရတယ်လို့ရေဘေးကူညီရေးလှုပ်ဆောင်နေသူပရိုက်တာသမားတို့ကရင်ခုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းကစပြီးနေပြည်တော်လေဝင်းမြို့နယ်အေလာမြို့အတွင်းရန်ကုန်မန္တလေးမြို့ရှောင်လမ်းဘေးနေရာအချို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီရေကြီးမှုကြောင့်အေလာမြို့ရုံးပင်ကျေးရွာအုပ်စုငှက်ပြောတော်ကျေးရွာနေပြည်သူအချို့ကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်းရေဘေးကူညီလှုပ်ဆောင်နေသူပရိဟိတသမားတဦးကပြောထားပြီးမိုးဆက်လက်ရွာသွန်းနေမယ်ဆိုရင်တော့လေဝဲမြို့နယ်အေလာမြို့တာဝတိမြို့စတဲ့ဒေသတွေနဲ့မြေချောင်းအနီးကျေးရွာတွေပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ကိုလည်းတိုက်တွန်းထားပါသေးတယ်မြန်မာနိုင်ငံမှာမြို့တီဆောင်ရေးလုပ်ငန်းဆိုင်ရာပြုပြင်ထိန်းသိမ်းမှုတွေကိုလည်းတွင်တွင်ကြဲကြဲတေချာမလုပ်နိုင်တဲ့အတွက်မိုးနဲ့နဲ့များတာနဲ့ရေကြီးရေရှမ်းမှုတွေဖြစ်နေတာဟာအမြဲတမ်းလုံလုံဖြစ်နေပြီး မြစ်ချောင်းအနီးကျေးရွာတွေနဲ့အနီးပိုင်းနေရာတွေတွေမဟုတ်ပဲရန်ကုန်လိုမြို့ကြီးတွေမှာတော့မိုးတနဲ့ရွာတာနဲ့ရေရှမ်းနေတာဖြစ်ပြီးတော့ဒါတွေကိုလည်းတေချာပြုတ်ပြင်ဆောင်ရွက်တာမျိုးမရှိသလိုဖြစ်ကာမှာပဲကုကြကဲကြပုံစံတွေဖြစ်နေတာလို့လည်းဒေတာတွေသတင်းရင်းမြစ်တွေကပြောထားကြပါသေးတယ်ခင်ဗျာအပြုတ်မင်းကြီးကနေပြည်တော်မှာဗလီတယ်လို့နော်ဘောမတွေသူတို့ပြည်တွင်းကဘောမတွေပေါ့နော်ဟောင်းလဲဟောင်းရှင်တယ်ဘောဆိုတသက်လုံးဒီဗလီ အစ္စလမ်ဘာသာဝင်တွေကိုအကြောင်းပြပြီးတော့အဲပြည်သူအစိုးရတွေလက်ထက်တော့နီးမျိုးစုံနဲ့ပြဿနာရှာမီးမွေးခဲ့တာအခုလည်းကြာတော့သူတို့ရဲ့သာသနာပြုမင်းကြီးကိုယ်တိုင်နေပြည်တော်မှာပလီဆောက်လက်ဆောက်ကိုဟောင်းလဲဟောင်းကျင်တယ်ဟောင်းလဲမဟောင်းရဲဘူးဟမ်ဟိုဖြစ်နေတဲ့အချိန်မှာတိပမှာရှိတဲ့ဒီကိုမောင်မောင်တို့နော်ဘာတို့ကသူတို့ကိုပြောတဲ့အချိန်မှာမခံမရနိုင်နေဖြစ်ပြီးတော့နော်ဟိုလူပတ်ရန်ဒီလူပတ်ရန်ဖြစ်နေကြတာမကြည့်ဝါးကြည့်လိုက်နော် ဒီအကြီးသတင်းပါဗျနေပြည်တော်ပြည်ကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားအင်းလောက်ပါအောင်ကပြောပါအောင်မင်းတို့ဌာနဆိုင်ရာစာရဖဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်တောင်းသူလေသမားတွေချရူကဒါဒါမှဒုပဖုံးကွာရဲ့လေကိုအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လေမြာမြေတွေကိုတိတ်နေ မတန်တစီပြေနှသိန်းတရေကောက်မှာနှသိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တုန်းကရောင်ချေးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီးအိုက်တို့မွတ်စလင်ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကြွရသူကြွရသားတွေလက်မခံဘူးလေမင်းတို့ပြည်ပြည်တရင်နဲ့စဉ်းစားတော့ကြည့်လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လိုင်းပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းရောပြပါအောင်ဒါအဲစွန်နီတို့ရှီးအိုက်တို့မဟုတ်ပါဘူးစွန်နီတို့ဆန်ဆောင်လို့အတွက်ဒါဒီရဘာလို့အစ္စလာမ်ဘာသာဝင်တွေအကုန်လုံးထိကြတယ် အစ္စလမ်ဘာသာဝင်တွေအပေါ်ကိုစေတနာဖြူစင်လို့မင်းအောင်နိုင်ကဗလီစောက်ပေးတယ်မှမဟုတ်တာနော်သူ့ရဲ့အတွက်သူ့ကိုယ်ကျိုးအတွက်နော်အစ္စလမ်ဘာသာကိုခုတုံးလှုပ်တာအဲ့တော့ဒါကိုလည်းအစ္စလမ်ဘာသာဝင်တွေကအကုန်လုံးတည်တယ်ခုနကဆိုကျွန်တော်ရဲ့ TikTok အောက်ထဲမှာလားမသိဘူး live မှတ်ထားအစ္စလမ်ဘာသာဝင်တယောက်ကနော်အဲ့လိုဗလီမျိုးတက်လည်းမတက်ဘူးတဲ့နော်ရှင်းနေတယ်ဘာလို့ဆိုတော့ဒီကောင်တွေရဲ့ခင်းဆက်ဆက်ရုပ်မာတဲ့ဟာကိုအစ္စလမ်ဘာသာဝင်တွေကောင်းကောင်းတည်ပြီးတာ နော်ဒီကောင်ကြီးဘာအချိုးချိုးလဲဆိုတော့ဒီပါရာဝင်နေအကုန်ပြောစရာမလိုတိပြီးသားဟိုကြောင်ကြောင်ရအကောင်ကြီးရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးတယ်အေးမြွချစ်မြို့သားကြီးသမားကြီးဆိုတာကနော်သူများ၆တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့သိထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်တော့ဝှချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးအဲ့ဒီမိန်းကလေးတယောက်ထဲကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်ကြီးစိတ်မချလို့ထွက်လိုက်လာတယ် မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာဟိုနိုင်ငံခြားကပြောပြောနေတယ်ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတည်တန့်ရှိတယ်ဟုတ်နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဂျာနေဝါရဓမ္မအာရမဟာဒါဂျာနေလားဟမ်ဂျာနေလို့ပဲကိုယ့်အောက်ကိုငုတ်ကြံသူစိတ်တိုက်ခင်ဗျာမင်းအောက်ကိုမင်းငုတ်ကြံဘာတွေ့တယ်ဂျာအလဲကောင်တက်ရပါတယ်အင်း เนาะအဲ့ဒါပဲရှိတယ်ဂျားနေဆိုတာလေအဲ့ဒါပဲရှိတယ်ငုတ်ကြည့်လိုက်ဘာတွေ့ဟဲ့အဲ့ဂျားနေဆိုတာအဲ့ဒါပဲရှိတယ်เนาะဂျားနေလို့မလုံနဲ့တိတိခြုံထားတဲ့သင်္ကန်းကိုအားနာเนาะမပူတဲ့တော်လိုင်းပြီးပြီးတော့အရေးကြုံနေအကုန်လုံးကိုတာတနာတန့်ရှင်းမှာအဲ့ဒီကြိုင်ကြည့်တယ်နှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေเนาะခင်လာမမောတို့ထိုင်းမှာရှိတဲ့ဟောင်းစီတို့နစီတို့ပါငါဘာဆိုင်လို့လဲဟမ်ငါဘာငါပြောတာရှင်းရှင်းလေးဟမ်မင်းတို့ဘောမှဒီအတူတူပဲမင်းတို့ဟမ် မင်းတို့မင်းကြားနေဆိုပြီးတော့လာမလို့နဲ့မင်းတို့လည်းဘောမှာပဲအဲ့ကိုမောင်မောင်တို့လည်းဘောမှာပဲဒါပေမဲ့ကိုမောင်မောင်တို့ဘောမှာတာစစ်တပ်မျက်နှာတစ်ခုတည်းကိုကြည့်ပြီးတော့ဒီနိုင်ငံအတွက်ဆိုတဲ့ဟာမျိုးနဲ့ဘောမှာတာသူတို့ဘယ်စစ်ဖို့ကြောင့်မှလိုက်မဖားဘူးမင်းတို့ကဘယ်စစ်ဖို့ကြောင့်မှမင်းတို့ပြောရတာမဟုတ်ဘူးအပေါ်လေးလာမပြောနဲ့တိလာတိလာကြအေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဘယ်ကိစ္စအောင်မေးမှလဲမဟုတ်အခုဒူအစတက်လာတာကအဲဘလီကိစ္စအစပြီဆိုရင်စာဖတ်တယ်ပြောသလိုဘာလို့တက်လာတာ အဲတကယ်ပဲစားအဖတွေစော်တော့မယ်အတိုင်အောင်မယ်လို့အဲလှည့်ပြီးတဲ့ပြီးရောကိုမောင်မောင်နဲ့ကျွန်တော်လာမဲနေပါလားဟမ်ဘာမဆိုင်ဘူးမင်းတို့ပြောရမှာမြန်မာပြည်မှာပြောရမှာငါတို့ကဘာမှဆိုင်ဘူးမောင်မောင်နဲ့လည်းမဆိုင်ဘူးကိုစီနဲ့လည်းမဆိုင်ဘူးတိလားငါတို့ကဘေးကနေမြင်တာပြောတာပဲရှိတယ်မင်းတို့မင်းတို့အချင်းချင်းဖြစ်နေတဲ့ပြဿနာဟမ်စောက်ပုလုံချင်းလောက်တဲ့ဟာကိုမင်းတို့တွေမပြောရဲမဲ့ဘာလို့လောက်ကမတီးဖြစ်နေကြတာတိလားဘိုင်းပေါ်မှာတင်နေတဲ့မြို့ချလူငယ်အဖွဲ့ဆိုတာအဲ့ဒီကိစ္စတွေအတွက်မြို့ချလူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲ လူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမျိုးချစ်နေသည်ပဲအဲ့ဒီကိစ္စရောမချနဲ့နော်တကယ်လူငယ်တွေအမျိုးဘာသာကို တကယ်ချစ်တဲ့စိတ်နဲ့ယိုတားစွာနော်အရင်ကံနဲ့ချစ်တဲ့စိတ်နဲ့လူငယ်တွေအများကြီးရှိတယ်အဲ့ဒါမှမျိုးချစ်အစ်စ်နော်မင်းတို့ကအရေခြုံပြီးတော့အချောင်လိုက်နေတာဘယ်လိုနဲ့ဘယ်လိုဝင်ရှားမလဲဘယ်လိုဖန်တီးရမင်းတို့လက်တဆုပ်စာအစုကနော်အဲ့ဒါအဲ့ဒီမဆိုင်တဲ့တန်ရှင်းတဲ့ကလေးတွေကိုတွားပြီးတော့အတုံးမချနဲ့နော် နဲ့ပတ်သက်ပြီးတော့ကြာခင်ဗျားတို့ကဟမ်ဟိုအံ့နှဲ့တဲ့မိန်းမသားဆိုပြီးတော့မိန်းမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စပါရုံကနေပြီးတော့ခေါ်တယ်ဆိုတာမြို့သားသူအခုဘလို့ပြောနေလဲဘလို့ပြောနေလဲစားဖောက်ပြောရလားကိုမမောင်ပြောရလားကျွန်တော်တို့ကိုပြောရလားဘလို့ပြောရလဲအေးသမားတွေကိုနရွက်စပေးဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တည်းတနေငယ်ဒဇင်ပါရောက်လာလိမ့်မယ်နော်နိုင်ငံလုံးမှာမြို့သားတွေမြို့ချစ်တွေရှိတယ်နော် မျိုးသားသမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတဲ့မျိုးသားသမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစေရမယ်ဟမ်အဲ့တော့လက်မျိုးလက်ဝဲမျိုးနဲ့ဆာဗာကိုတို့တို့တွေလမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်နဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့တို့ရဲ့လူတွေကိုစကားတခွန်းမှဲ့တစ်ပေါက်တော့မစွန့်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမှဲ့တစ်ပေါက်ဆိုရင်တို့တွေငုံမခံအချိန်ကာလအပြည့်စောင့်နေမှာလူဝိုင်းတို့ကိုယ်တိုင်တပြီးတော့ထိဆင်းမယ်ကဲအားလုံးကြားတဲ့အတိုင်းပဲနော်ဖြစ်နေတဲ့ပြဿနာဘာလဲဆိုတာအားလုံးလက်ထိတယ်နေပြည်တော်မှာ ဒီအစ္စလမ်ဘာသာဒီအတွက်ဗလီဆောက်တာအဲ့တော့သူတို့ရဲ့အိမ်ဖြစ်ခံအမတ်လောင်းနေနော်အမတ်မတာလောင်းနေဘူးပေါ့သူတို့သူတို့မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲအိမ်ဖြစ်ခံအမတ်လောင်းနေကိုတောင်မှလုံခြုံရေးမပေးနိုင်တဲ့မင်းအောင်နိုင်ကနေပြည်တော်ဗလီဆောက်တာလုံခြုံရေးအထက်ထက်ချပြီးတော့ဆောက်ပေးတယ်ဒါကိုလည်းအစ္စလမ်ဘာသာဝင်တွေအားလုံးကလည်းတည်တယ်ဘာဖြစ်လို့လဲဘယ်အစ္စလမ်ဘာသာဝင်မှငါတို့ဗလီဆောက်ပေးရဲ့ဟဲ့လို့မပြောကြဘူးဘာဖြစ်လို့လဲ ဒီကောင်တွေရဲ့လူလုံမာတွေရဲ့လုပ်ရက်ကိုအစ္စလမ်ဘာသာဝင်တွေအတိတယ်လေသူတို့လိုအပ်ချက်အတွက်အစ္စလမ်ဘာသာကိုအတုံးချတာချင်းချင်းလေးအဲ့တော့မင်းအောင်နိုင်ကသူ့လိုအပ်ချက်တွေအစ္စလမ်ဘာသာကိုခုတုံးလုပ်ပြီးတော့အတုံးချတယ်တသက်လုံးဒီအစ္စလမ်ကိုတိုက်ခိုက်ပြီးတော့ပုတ်ခတ်လာတဲ့ဒီမျိုးရုပ်တွေကဘာလုံးလုံးလောက်ကမှမသိဘူးဘဒုဘောပဲမဲလို့မဲရမှမသိဘူးအဲ့တော့ရှောင်မဲတာပေါ့ မင်းတို့နိုင်ကိုပြောချင်တာအမှန်မပြောရဲဘူးလေပြောပြင်ချင်တာဒီမှာဟုတ်အဲဟိုကောင်လီတိုတိုနဲ့ပြင်ချမှာသူတို့အဲအဲ့ဒါဆိုတော့မပြောရဲတော့ဘာလုပ်လဲဆိုတော့အာအင်္ဂလန်ဖင်လန်မောင်မောင်ကဘာဖြစ်တာလို့ဟာလို့ထိုင်းရဟောင်စီကဘာဖြစ်တာလို့ဘာမှမဆိုင်ဘူးဟမ်ကိုမောင်မောင်နဲ့ငါတို့လည်းတက်ဖွဲ့လည်းမဟုတ်တက်ဖဲလည်းမဟုတ်သူကသူကသူစစ်တပ်အထောက်ခံတာငါတို့ကတော်လိုင်းပဲချမ်းရှင်းရှင်းပြောသူနဲ့ငါတို့လည်းဒါရံဘက်တွေပဲနော်ဒါပေမဲ့မောင်မောင်တို့ကတိုက်ခါရှိတဲ့ရံဘက်ဖြစ်တဲ့အတွက်ငါတို့ကလည်း respect ထားတယ် तू တို့ကလည်းကိုတွေကို respect ထားတယ်အဲ့တော့ ဘာမှမဆိုင်တဲ့ဟာကိုလာမမဲနဲ့မင်းတို့ပြောရမှာပြည်သူတွေမှာမင်းတို့အချင်းချင်းမင်းတို့အချင်းချင်းရှင်းရမှာပြည်အပြင်ကလူတွေလာမမဲနဲ့အဲပြောချင်မောင်မောင်ပြောတာဘယ်နေရာမှားတယ်နစီပြောတာဘယ်နေရာမှာမဟုတ်မမှန်ပြောတယ်လာခဲ့လားအဲ့ဒါပဲပြောမောင်မောင်မဟုတ်မမှန်ပြောတာနောက်တယောက်ရှိသေးတယ်ဒီသူစိတ်သားမဲနေတဲ့ထဲမှာနော်နော်သူ့ကိုချို့တရေပြောတယ်တင်ငန်းကိုအားနာပါ ဲ့ဒီသူစိတ်သားသူတို့ဘက်အချင်းချင်းတော့ဘောမအချင်းချင်းတော့အဲ့ဒီကိုမောင်မောင်နဲ့အဲနောက်ဟိုမဟာပညာကျော်လားမသိဘူးအဲ့ဒီတယောက်ကိုလိုအပ်ရှင်းပလိုက်ရမယ်ဆိုတဲ့စကားသာထွက်ပြောတာကဲအဲ့ဒါဖုံးကြီးလားဟမ်တင်ငန်းကိုအာမနာနိုင်ဘူးဖခင်မြတ်စွာဘုရားကတင်ငန်းကိုအာနာပါလို့မဟုတ်တော့ဘူးဒေဝတ္ထမြေမြိုရတဲ့အချိန်မှာတင်ငန်းဝကြီးနဲ့နော်ခဏနေပါဦးတင်ငန်းကိုအာနာပါတင်ငန်းလဲပါအောင်လုပ်ထားတာမဟုတ်ဘူးနော်တင်ငန်းကိုခုတော့လုပ်ပြီးတော့သာသနာဖြတ်တာကသာသနာဖြတ်တာပဲလက်ခံပေးလို့မရဘူး နော်တန်ခါဆိုရင်တန်ခါဝိနည်းနဲ့ညီအောင်တန်ခါအလောက်တန်ခါလောက်ဗုဒ္ဓဘာသာရဲ့တန်ခါဆိုတာပို့ဆိုးတယ်ဗုဒ္ဓဘာသာဆိုတာဘာသာတစ်ခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမျက်စွာဘုရားကဟောကြားဆုံးမခဲ့တဲ့အစုံအမတွေကိုလိုက်နာကျင့်သုံးလူတွေကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တာနော်သူတို့အခုလုပ်နေတာဒီမျက်စွာဘုရားအစုံအမအတိုင်းပြောဆို နေထိုင်နေတာလားဒီမျက်စွာဘုရားအစုံအမတွေစန့်ကျင်ဘက်နေထိုင်နေတာလားဟမ်သူများဘာသာကိုရန်ရှာလိုက်နော်မဟာပညာကျော်ပြောတာရှင်းရှင်းလေး ဘာသာတရားပြုတယ်ဆိုတော့မြတ်ဘာသာတွားရန်ရှာတာဗုဒ္ဓဘာသာတရားပြုတာမဟုတ်ဘူးလေအဲ့ဒါကိုသူတို့နားတယ်ဟိုကပြောတာရှင်းနေတယ်လေအဲ့တော့ဒီပြည်တွင်းကဘောမတရဲ့အနေထားကလေမှန်တာကိုပြောတဲ့လူမှန်းနဲ့သူတို့ယံလူဖြစ်နေတာနော်ဘသူပဲပြောပြောမြတ်စွာဘုရားပြန်ပေါ်လာပြီးတရားဟောတာတော့မှဖရားတော်ပြန်ကလန်မဲ့ရုပ်လေမှန်တာပြောတဲ့လူမှန်းသူတို့သူတို့ယံလူနော်မဟာပညာကျော်ပြောတာရှင်းနေတယ်ဒါကျွန်တော်တို့ရဲ့ဘက်ချင်းသူကမဟုတ်တော့တာဘောမဆိုပြီးတော်နိုင်မကလူတတိယဘက်ဆက်တဲ့လူတွေဒါမဲ့ဒီလူတွေပြောတာ အကူအကားနဲ့လက်တွေ့ကြကြတဘာဝကြကြတုံးတက်ပြောင်းသွားတာဗုဒ္ဓဘာသာဆိုတော့ဗာတာသနာပြန်ပွားရေးဘာဘာပြန်ပွားတာလဲဥပ္ပုံနေမဟုတ်ဘူးတာသနာပြန်ပွားရေးဗုဒ္ဓဘာသာမှာဟုတ်လားပရိယတိပရိပတိပရိဝေဒဒီ၃ရက်ကိုဘာလုပ်လဲအခုအခုသူစိတ်သားလို့ဟမ်ငပောက်လို့ပရိယတိပရိပတိပရိဝေဒဘာလုပ်လဲအဲ့ဒီတော့သူတို့လုပ်တယ်ပြောလိုက်မယ်နော်တနှစ်မှတနာကြီးလောက်လုပ်တဲ့ဟာကိုလုပ်တယ်လို့ပြောလိုက်မယ်အဲ့တော့အဲ့ဒီတာသနာ၃ရက်ကိုကြင့်ကြံအားထုတ်ပွားများကြိုးကုန်နေတာတဲ့ ူများကိုပြဿနာရှာတာဘယ်ဟာကသူတို့အတွက်ပုံများလဲသူတို့ရဲ့တန်တန်မှာဘယ်အချိန်ရပုံများလဲအဲ့ဒါအဖြေပဲအဲ့ဒါသာသနာပြုတာမဟုတ်သာသနာဖြတ်တာရှင်းရှင်းလေးအဲ့လိုသာသနာဖြတ်ပြီးအမျိုးဘာသာသာသနာဆိုပြီးဘာသာတွေမှောက်ကြရင်တော့ကိုယ့်ကိုမှောက်အောင်ပါတိလားဘာသာမှောက်တဲ့ player ဆုတ်ကြအောင်နော်ရှင်းရှင်းလေးပဲတို့ကတော့လက်မခံဘူးအဲ့တော့အဲ့ဒီမောင်မောင်တို့ပညာမဟာကျော်တို့ဆိုတာတိတ်ခါရှိရှိနဲ့စစ်တပ်ကိုထောက်ခံဝင်ရတဲ့လူတွေတကယ်စစ်တပ်အမာခံထောက်ခံလူတွေသူတို့တတ်မတော်အတွက်သူတို့ဝင်ရတာ နော်သူတို့ကိုပြည်တွင်းနေရဒီငပောက်တို့ပိုင်ရဲကိုတို့အဲ့ဒီအဲ့ဒီအောက်တန်းသားတွေလိုမျိုးဟိုဘာပဲလှုပ်လှုပ်ငါတို့စစ်ကောင်းဆောင်ဘာလှုပ်လှုပ်မှန်ပါတယ်မှန်ပါတယ်အောက်ကစောက်ယူတွေတို့စောက်ပေါ်တွေတို့ထောက်ခံတဲ့ကောင်တွေမဟုတ်ဘူးဟမ်အခုအဲ့ဒီတွင်းကငါတို့အဘမင်းအောင်လိုက်ဘာလှုပ်လှုပ်မှန်ပါတယ်ဆိုတဲ့ကောင်တွေလေဒီနေ့စိုးဝင်းကမင်းအောင်နိုင်ကိုအာနာပိတ်လိုက်ကြည့်မနေ့ကညအာအဲ့ဒီမင်းအောင်နိုင်ကလှုပ်ဖို့ကောင်းတာကြာပြီစောက်သုံးမကြအောင်ငါတို့အဘစိုးဝင်းမှဒါတကယ်ထားဖြစ်တဲ့ကောင်တွေဟမ်ဒီကောင်တွေအเจ้าလားရှင်းရှင်းလေး ဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေလူယုံမာတွေကနိုင်တနိုင်ငံလုံးခေါင်းပေါ်တက်ပြီးချီးတက်ပါဖို့လုပ်နေကြတာဒါကြောင့်မလို့တော်လန်ရေးဆိုတာလူတိုင်းနဲ့ဆိုင်တယ်ငါတို့တွေနိုင်ငံရေးကိုကင်းကွာလို့မရဘူးလူကိုလူလိုအုပ်ချုပ်နဲ့တိုင်းပြီးတစ်ဖို့အတွက်လူတိုင်းမှာတောင်းဝင်ရှိတယ်ဘယ်နေရာကလုံနိုင်တယ်လုံနိုင်တဲ့နေရာကပါဝင်ကြတယ်အဲ့လိုမလို့ပဲစက်ကြည့်နေမယ်ဆိုရင်တော့ခမားတို့မွေးတားလေးတွေတမီးလေးတွေဖြစ်တာဟမ်ကိုမီးလေးတွေမြစ်လေးတွေဖြစ်တာကိုတူတူမလေးတွေဖြစ်တာဖြစ်တယ်ဆိုလို့ရှိရင် ဒီလိုလူယုံမာတွေတစ်ချိန်မှာအောက်ဆိုပြီးတိုင်းပြည်ကမောက်ကမဖြစ်မဲ့တဲမှာကိုမျိုးဆက်ကိုထားပေးခဲ့နိုင်လားအဲ့ဒါလေးကိုတွေးပါနော်ကျွန်တော်အခုပြောနေတာပုံကိုကြီးလုံးဝမပါဘူးတကယ်အရှိအမှန်တရားကိုပြောပြတာပါရှင်းရှင်းလေးပဲအေးကျွန်တော်တုံးတဲ့စကားလုံးရိုင်းရင်ရိုင်းမယ်ကျွန်တော်မဟုတ်တာတော့မပြောတာတည်ကြတယ်နော်အဲ့တော့ဟိုပြောချင်တာကဗျာကျွန်တော်တို့တိုင်းပြည်ခက်မဲ့နဲ့ငြိမ်းချမ်းဖို့လိုတယ်အဲ့တော့တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်ဒီနေရာမှာအေးငြိမ်းဖို့အတွက်ဘာရှိလဲမီးမရှိမှဖြစ်ပါ မိခဲရဲနေတော့အဲ့ညာမှာအင်းကြီးတို့မရအောင်အဲ့ဒီမိခဲကဘဒူတွေကစရဲလေခစ်ဆက်ဆက်ဘဒူတွေကြောင့်မီးတောက်ခဲ့တယ်အဲ့ဒါအဖြစ်အဲ့အဖြစ်တလုံးလေးကိုကြည့်ပါကျွန်တော်ရဲ့ channel ကိုနှိသက်ကြလဲဆိုရင် like and subscribe ပေးခဲ့ကြပါကြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်